။ဘိုက်ကြီးတဲမှာခလေးကိုခေါ်သွားတယ်။လှုပ်ကြပါဦးကြကြပါဦးည6နာရီခွဲလောက်ကြတော့အင်ရတားရဲ့ဖုန်းကစာလှမ်းပို့တယ်။အာဘယ်သူလဲဆိုတာတိလား။ငါအကြောင်းတိချင်းရဲစခန်းကိုမေးကြည့်။ဒီမိမရဲနဲ့တော်တော်ပိုင်ပုံလေးရပါတယ်။ဒါသိန်းတရာတောင်းတယ်။ဒါထဲမှာအမြုပ်တွေထွက်နေတာတွေ့တယ်။နှခေါင်းမှာလဲသွေးတွေထွက်နေတယ်နားထဲကလည်းသွေးတွေထွက်နေတယ်နေ့ဆိုခလေးကဆိုက်ရှိရရှိွားပါပြီတရက်မှာလဲမင်းလိုလဲမရပါဘူး ပါမွေး channel လေးကကြိုဆိုလိုက်ပါတယ်မိုတီနဲ့တက်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့အယောက်မှာအရေးကြီးရေပေါ့နော်ဗီဒီယိုရစ်မဆိုလို့ရှင်တော့မကြတဲ့ခင်မှာအခင်းဖြစ်သွားတယ်ဒီဗာကြီးတဲ့ခလေးတစ်ခုကနေပြီးတော့ဒီတုံးနဲ့တမီလေးကိုခိုးယူပြီးတော့နှစ်ဆဲဖြုတ်ပြီးတော့ပေါ့နော်တက်ဖြတ်ခတ်ရတဲ့ပတ်သက်ပြီးတော့ဒီတုံးနဲ့တမီလေးရဲ့အဖွားကနေပြီးတော့ဖြစ်စဉ်အဆအဆုံးကိုပြပြလာတာပဲဖြစ်ပါတယ်ဗီဒီယိုရစ်မဆိုလို့ရှင်တော့ပြည့်စုံပါတယ်ပေါ့နော်ကြည့်တဲ့မျိုးတွေလည်းကြွတိပစ္စည်းကောက်လို့ရအောင်လို့ဘဟုတုတအနေနဲ့ပြန်လဲမျှဝေလိုက်တာပဲဖြစ်ပါတယ်နောက်ဆုံးတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော် နနာလေးရာ28ရက်နေ့ကပျောက်တာဒေါ်ကြီးရာယရနာရဲ့အမေကြီးယရနာလေးကနှစ်နှစ်နဲ့ခုနှစ်လပဲရှိသေးတယ်အဲ့28ရက်နေ့မှာမနပိုင်းကလေးကအဲ့မျိုးသမီးကအိမ်ရှိမှလာထိုင်နေတယ်မြင်းနဲ့မျိုးလုံးမတွေ့တယ်ကိုကတော့ဘာမှမဆိုင်တော့မပြောဘူးအင်ညာသားနဲ့တော့စကားတွေပြောနေတယ်ဟောမိုးတွေပါတော့ဘိုက်ကြီးတဲ့တယောက်ဆိုပြီးတော့တနာလို့အိမ်ထဲကိုခေါ်ပြီးတော့ မိုးခိုခိုင်းနေမိုးခိုခိုင်းမှာညက်နေဆောင်ကြတော့ခလေးနှစ်ယောက်ကအပြင်မှာသွားပြီးတော့ခိုးနားပိုင်လေးဆိုင်မှာမုတ်သွားဝဲစားတယ်အဲ့ဒီအချိန်မှာအဲ့မိန်းမလည်းစစ်ခဏပြောက်သွားတယ်ပြောက်သွားတော့ဟဲ့ခလေးတွေဘယောက်သွားလဲဘယောက်သွားလဲမျိုးခလေးအကြီးကောင်ကတားလို့သွားပြန်လာခိုးမိန်းမအိတ်ကိုထားခဲ့လို့ကောက်ခရင်အဲ့မိမငါတို့နဲ့အမျိုးလည်းမဟုတ်ငါတို့ညီကောင်မလည်းမဟုတ်နင်းအဲ့ခလေးငါခလေးဘယ်မှာလဲသွားရှာယူတော့ လိုက်ချတော့အဲ့ကလေးမနဲ့အဲ့မျိုးသမီးကမတွေ့တော့ဘူးအတောက်ဆိုင်မှာလည်းမေးကြည့်ဟုတ်တယ်ကလေးနဲ့ကလေးခေါ်ပြီးဟိုဘက်တော့ကျမလိုက်ချတော့မတွေ့တော့အနာလူတွေကိုခေါ်အဲ့လောက်ကြပါအောင်ကဲကြပါအောင်ဟိုဘက်ကြီးထဲမှာကလေးကိုခေါ်သွားတယ်ဆိုပြီးတော့တညာလုံးချလိုက်ကြတာမတွေ့ဘူးည6နာရီခွဲလောက်ကြတော့အញ្ញတားရဲ့ဖုန်းကိုစာလှမ်းပို့တယ်ငါဘယ်သူလဲဆိုတာသိလားငါအကြောင်းသိချင်းရဲစခန်းကိုမေးကြည့်ဆိုတော့ ဒီမိမရဲနဲ့တော်တော်ပိုင်ပုံလေးရပါတယ်เนาะငါအကြောင်းသိချင်းရဲရဲစခန်းကိုမေးမလို့လားဆိုတော့ကိုကလည်းမမေးပါဘူးဘောပြူသူ့ရဲ့လုံရင်တူရင်ကိုမင်းကခါကျသိန်းတရာတောင်းတယ်အဲ့သိန်းတရာကိစ္စမှာဘယ်သူမှမတိကြသေးဘူးဘယ်သူမှမတိဘူးအဲ့သိန်းတရာရဲ့ကိစ္စကိုကျမတို့မှာအိမ်ကြီးနာချင်းနေရနေပြီးတော့သူရှာရှိတဲ့ရွှေလေးပေါင်းသူများရှာရှိတဲ့ရွှေလေးပေါင်းလုတ်ပေးကြပါတော်ကြီးအိမ်ရောင်းပြီးပေးပါမယ် ကိုကလေးရရင်ပြီးတော့လေအိမ်ပဲကုန်းကုန်းဘလိုပဲနေရနေရဆိုတဲ့အတွေ့မနေ့၈နာရီကိုပေးပါမယ်လို့ဆိုပြီးတော့မနေ့၈နာရီထို့တော့အနာနီးတရားသူ့ဆွေတွေပြေးပောင်းကိုဆွေတွေပြေးပောင်းသူ့ဘတ်တို့ပောင်းပေးကြတယ်တင်းတရားပြင်ပြီးရော9နာရီနဲ့23မိနစ်မှာရိုးကြီးကနေလှမ်းဖုံးဆက်တယ်ကလေးတယောက်တွေ့ပြီးဆိုတော့ကျမတို့မှာရိုးကြီးသွားရိုးကြီးကြတော့မဟုတ်ဘူးကလေးမေရခမရလာတော့ဟုတ်ပါတယ်ဗောရိုးကြီးကြတော့ မိုင်း20မှာမင်းကလေးအလောင်းတွေးလို့တဲ့မိုင်း20ကိုရောက်သွားပြန်တော့လဲဆေးရုံသေးသွားပြီတဲ့ဆေးရုံကမှကိုမီးလေးရဲ့အလောင်းဖြစ်နေတယ်အဲ့အချိန်ထိမှလဲအဲ့ဖုံးကတင်းတရာပို့ဖို့အမြဲစာပို့နေသေးတယ်အဲ့ရဲ့စာရီးအကုန်လုံးရဲစခန်းမှာရှိတယ်ဒါပေမဲ့အခုချိန်ထိတော့ဗာတည်င်းအစနာမှမရသေးဘူးအကုန်လုံးခလေးရှိတဲ့မိသားစုတွေမိသားစုတွေလည်း ကြောက်နေကြပါပြီ။သူနဲ့နီးတဲ့ပတ်ဝန်းကျင်မဲ့ဖြစ်ဖြစ်ကိုအနီးနာလူတွေမိမိအနီးနာလူတွေဘသူဘာလောက်စားလဲဘသူဘာလောက်စားလဲတကယ်လို့များသိကြမယ်ဆိုရင်တာဝန်ရှိပုဂ္ဂိုလ်တို့အကြောင်းကြားပေးပါ။နှမို့ဆိုရင်ကိုယ့်လက်ဘယ်တော့ရောက်ပါမလဲဆိုတာကိုဖြစ်လာမယ့်အချိန်လေးတွေရောက်မှဆိုလို့စိုးရင်လုံးလို့ကိုခံစားသလိုကိုမီးလေးအသက်ဆုံးဆုံးသွားသလိုသူများကခလေးတွေလည်းကိုလိုမခံစားစေချင်လို့ အကုန်လုံးကလည်းဝိုင်းပြီးတော့ကူညီပေးကြပါဒါပေမဲ့အဲ့အမျိုးသမီးကိုမိခဲ့မယ်ဆိုရင်တော့ကျမခမင်းခေါ်ကြွေးကျင်သေးတယ်သူစားကျင်တဲ့ငပိတူစရာလေးကျမကပြောခဲ့လို့အဲ့လောက်ထိစေနာထားတာလူတစ်ဖက်သားပေါ့ယရနာလေးအသက်ဆုံးရှုံးသလိုသူတို့မိသားစုကြီးအသက်မဆုံးရှုံးပါစေနဲ့ယရနာလေးနာကျင်ခံစားရသလိုထိုပုပ်ကိုရဲ့မိသားစုတွေဘေးကင်းကြပါစေ ယရနာလေးရဲ့မိသားစုကျမတို့ရင်ထဲမှာပူလောင်ခံစားနေရတယ်လို့အဲ့မိန်းမရဲ့ဘဝအဲ့မိန်းမရဲ့သားစဉ်ကြီးဆက်မိမိသားစုအလျောက်အေးချမ်းကြပါတယ်လို့ဆုတောင်းပေးတယ်သူကဘယ်ချိန်မှတည်လဲဆိုတော့ကိုလည်းမသိဘူးညနေ6:00နာရီလောက်ပဲညနေ3:00လောက်မှာ CCTV ဖြည့်သွားရောင်းတဲ့ CCTV တော့ကြည့်လိုက်ရတယ် အဲ့ချိန်ကြီးတော့ခလေးကအသက်ရှင်နေရှိသေးတယ်။ရွှေလေးပါရောင်းပြီးတော့မှခလေးကိုအဲ့လိုမျိုးတိမ့်တရာကိစ္စပြောပြီးတော့မှအဲ့လိုဖြစ်သွားတာပဲဖြစ်မှာပါ။နှက်ကကိုလည်းဆွဲဖြုတ်တာမဖြစ်နိုင်နှက်ကကိုအကြည့်အตาတကြီးရွှေဆိုင်မှာတွားရောင်းလိုက်သေးတယ်။အဲ့တခုတော့မှားတယ်။နှက်ကကိုဖြုတ်ပြီးတော့ ွဲထုတ်ပြီးတော့ငါကပြက်နေတာလည်းမဟုတ်ဘူးမဟုတ်ဘူးနားတွေပါလေသွားဟိုပါဇက်ထက်သွေးတွေထွက်တယ်နှခေါင်းတွေကသွေးတွေထွက်တယ်ခလေးကိုတွေးတဲ့ချိန်မှာတော့ပါဇက်ထက်အမြုပ်တွေထွက်တယ်ပါဇက်ထက်မှာအမြုပ်တွေထွက်နေတာတွေ့တယ်နှခေါင်းမှာလည်းသွေးတွေထွက်နေတယ်နားတွေကလည်းသွေးတွေထွက်နေတယ်အဲ့ဒါတွေတွေ့တယ်ဘာလို့လဲဆိုတော့ငါကကိုဒီလိုဆွဲဖြုတ်တာမဟုတ်ပါဘူး CCTV ထဲမှာပြတာဒီဖိုက်ကြီးတဲ့ခလေးနဲ့ဆွေးသွားရောက်တာမြင် CCTV မှာဆွေးဆိုင်မှာတွားကြည့်တာပြလိုက်သေးတယ်အဲ့ဒါရဲတွေပြလို့တွေ့တာရဲတွေခေါ်ပြတယ်အင်္ဂါသားကိုခေါ်ပြတယ်ဖုန်းနဲ့ကူလာတယ်ဒီငကကမင်းတို့ခလေးငကလာဟုတ်တယ်ငကလေးကအမြဲတမ်းသူ့ဖေဘက်ကိုစောင်းအိတ်တော့ငကလေးတစ်ချမ်းပိနေတယ်အဲ့ငကကတော့ကိုယ်စပင်ရောင်းလို့ခလေးတစ်နှစ်ပြည့်မှလုတ်ပေးထားတာ ညီလေးတစ်နှစ်ပြည့်မှာလှုပ်ပေးထားတာအဲ့ဒါလှုပ်ပေးတော့အချွေရပါသေးရှိမှလည်းသိန်း30တောင်မပြည့်သေးဘူးလားပြည့်ပြီလားတော့မသိဘူးအဲ့တော့မှလှုပ်ပေးထားတာအဲ့ဒီငကကလေးကထုတ်ပြီးတော့မှကလေးရဲ့အတက်ကသေးတာဆိုတာကိုလည်းထင်လို့ရတာပေါ့အသက်ရှင်လျက်နဲ့ချွေဆိုင်မှာသွားပြီးချွေရောင်းတာကို CCTV မှာမြင်လိုက်သေးတယ်အဲ့မှအဲ့မိမဘယ်လန်းသွားတယ်ဘယ်ခီးကိုဆက်တယ်ဆိုတာတော့ခုထင်ဒီမသိရသေးဘူး ရဲတွေလည်းဗာဒီနေမှာထူးတယ်ဆိုတာမသိရဘူး။ဟုတ်။အဲ့ဒါနဲ့ပဲခလေးပုံလေးကိုကူအောင်ရဲစက်ထက်မှာခလေးပုံလေးသွားကူပါဆိုသွားကူတော့ဖုံးကဟိုးအထက်ကိုပိုးလိုက်တယ်ဆိုတော့ဝင်းတာတာပေါ့ငါတို့အမှုကတော့မင်းများတွေ့ပြီငါသမီးလေးအမှုကတော့တကယ်တကယ်အစ်မအောင်တွေ့ပါသေးဆိုဆူတောင်းတော့ညှောက်မိုးထုတ်တော့ တိုက်ကြီးမှာတဲ့ခလေးလေးကိုရေမြောင်းထဲမှာပြစ်ချထားတယ်ဆိုတာဗိုက်ကြီးတဲ့တယောက်ကပြစ်ချထားတယ်ဆိုတော့တည်င်းကြားပြန်ရောအဲ့တော့ခလေးရှိတဲ့မိဘတိုင်းမှာလည်းအရန်ကိုစိုးရင်နေရပါပြီအရန်ကိုလည်းကြောက်နေရပါပြီခလေးရှိတဲ့မိဘတိုင်းလည်းတည်ထားပေးကြပါကျမလိုမျိုးအဖြစ်ဆိုးမျိုးတွေမကြုံပါစေနဲ့လို့ဆုတောင်းပါတယ်ကျမတို့ခံစားနေရတာ ကျွန်တော်တို့မှနေ့စဉ်နဲ့အမြပါပဲဒီနေ့ဆိုခလေးရဆိုက်ရှိရရှိွားပါပြီတရက်မှလည်းမေးလို့လည်းမရပါဘူးဟုတ်ကဲ့ပါမြို့ကြီးမွေးပြီလို့လည်းတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆီလို့ရှိရင်တော့ဒီပါကြီးတဲ့ခလေးတစ်ခုကတော်တော်လေးနဲ့အတင်ရဲနေပြီပေါ့နော်ကြည့်ပြီးတော့လည်းဒီခလေးပြပတွေကိုတနာမိပါတယ်အခုကြည့်နေတဲ့အမျိုးတွေထဲမှာလည်းဒီခလေးမြပတွေပါမယ်ဆိုလို့ရှိရင်ကျွတ်တီပစ္စကကိုလို့ရအောင်နော်ပုံမှုတွေ့တဲ့နေလည်းပြန်လဲမြောက်လဲကြပြီးဖြစ်ပါတယ် ဒီဗီဒီယိုလေးကိုလည်းမြန်မြန်လေး share ပြပို့တောင်းစုပါတယ်ရှင်။ဒါမှလည်းအခြားကလင်းမသားတွေကြိုတပစ်စကကိုလို့ရမှာပေါ့နော်။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးရဲ့ထင်မြင် subject တွေကိုလည်းဗီဒီယိုလေးအောင်မှာ comment လေးရေးထားပြီးရပ်ပါရှင်။နောက်ထပ်လည်းမဆက်လေးတစ်ပြင်းလေးခါတာဗီဒီယိုလေးကိုတတရက်ဆက်ပြီးတော့ next night ဆက်ပြီးကြမှာမို့။ဘော channel လေးကို like subscribe နဲ့တောင်းပို့တောင်းစုပါရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်။တာ။